အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတင်ရေးသားတဲ့ဒုတိယရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာနေရအနှက်ခရီးစံခြင်းဆိုတဲ့စောင်းမလေးကိုအပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်အခန်းတဗင်ကူဘာသို့ပြန်လဲရောက်လာပြီးသုံးရက်သာနာကခရီးထွက်ရပါအောင်မီယခုဒီချိန်တွင်မြေအင်စပက်တော်များဟုခေါ်သည့်မြေယာအုပ်ချုပ်ရေးဆိုင်ရာအရာရှိများနှင့် တွဲဖက်၍လက်တွေ့ကွင်းစင်လေးလာရန်ဖြစ်လေသည်သူတို့၏တာဝန်ဝတ္တရားများမှာကျွန်တော်တို့စီက ခရိုင်လေဝန်များ၏အလုံများနှင့်ဆင်ဆင်တူလေသည်ကျွန်တော်ဗင်ကူဘာမြို့ရှိခရိယန်လူငယ်များအတင်းတိုက်တွင်တဲခိုလျက်ရှိပါသည်တမျိုးမှတမျိုးသို့ကိုလူသွားလာလျက်ရှိရာတနေ့ရတွင် တရက်နှစ်ရက်သာနေရမည်ဆိုလျှင်တနေ့9ဒေါ်လာမှ10ဒေါ်လာအထိပေးရသည့်အလက်စားဟိုတယ်များတွင်တဲခိုသည် အကယ်၍ထိုမျိုးတွင်ခက်ကြကြနေရမည်ဆိုပါကဈေးပေါ်သောခရီးရန်လူငယ်များတင်းတိုက်တွင်တဲခိုပါသည် ထိုတင်းတိုက်များတွင်တပတ်မှ10ဒေါ်လာခန့်သာပေးရသည့်အပြင်အောက်ထပ်၌စားတောက်ဆိုင်များဖွင့်လှစ်ထားတတ်သည့်အတွက်နေထိုင်စားတောက်ရေးအတွက်အလွန်အဆင်ပြေပါသည် အခန်းကဈေးပေါ်သလိုစားတောက်ဈေးကလည်းချိုသာလှပါသည်နက်နက်စောစောရေမိုးချိုး၍နက်နက်စာကိုအတင်းတိုက်အောက်ထပ်ရှိ စားတောက်ဆိုင်တွင်ပင်စားတောက်ပြီးလင်ဗင်ကူးပါမှမြေအင်စပက်တော်ကြီးမစ္စတာကန်နီဟန်ကို တွေးဆောင်ရန်ထွက်လာခဲ့ပါသည်။သူ၏ယုံမှာအတင်းတိုင်းနှင့်မဝေးလာသဖြင့်လမ်းလျှောက်လာခဲ့ပါသည်။မြို့လည်းမဟုတ်သည့်ပြင်စိုးနေသည့်သဖြင့်အသွာလာရှင်းနေပါသည်။ယုံငန်းတွင်သို့ဝင်သွားလျင်သူ၏အမျိုးသမီးလက်ရည်တူစည်ရည်အတွင်ရည်မှုကပေါ်ရွေစွာစည်းကြုံနှုတ်ဆက်ပါသည်။မြမာပြည်ကမစ္စတာတင်လို့ယူဆပါတယ်။ ကျမတို့မစ္စတာတင်လာမယ်ဆိုတာသိထားနေလို့စောင့်နေကြပါတယ်ဒီမှာခဏထိုင်ပါဦးကျမမစ္စတာကန်နီဟန်ကိုအကြောင်းကြားလိုက်ပါဦးမယ်ကျွန်တော်ကဘာမှပြန်ပြောရသည်မရှိ သူသားလည်းတတို့တို့ပြောနေပါတော့သည်ကျွန်တော်သည် ထိုအမျိုးသမီးအားလက်ဆွဲနှုတ်ဆက်ပြီး သူပြောသည်မှန်ပါပေသည် ဟုတ်ပေသည်ဟုသောသဘောဖြင့်ပြုံး၍သာခေါင်းညိတ်ရပါသည် သူသည်အခန်းတွင်သို့ဝင်သွားပြီးလင် ခနာချင်းဆိုသလိုပြန်ထွက်လာသည် သူ့နောက်မှာထောင်ထောင်မောင်မောင်အမျိုးသားတစ်ယောက်လည်းပါလာသည်။ဟယ်လိုမစ္စတာတင်လာခမရကိုတွေ့ခြင်းလို့မျှော်နေတာကြားလာပြီ။လာပါလာပါအထဲကိုဟုဆိုကာကျွန်တော်ကိုအခန်းတွင်းသို့ခေါ်သွားပါသည်။ကျွန်တော်ကန်နေဟန်ပဲခမရလာမယ်ကြားကလေးကကျွန်တော်နေမကောက်ဘူး။ဟောဒီကကျွန်တော်အတွင်းရေးမှုကရောကျွန်တော်မိမနဲ့ကလေးတွေကရောခမရကိုတွေ့ခြင်းကြတာ။ကဲလာပါထိုင်ပါ။မစ္စတာကန်နေဟန်သည်ဤသို့ပြောရင် ကျွန်တော်ဤလက်ကို အာရပါရဆွဲ၍နှုတ်ဆက်ပါသည် သူသည်ကျွန်တော်မိသားစုအကြောင်းကိုလည်းယဉ်နီးစွာမေးမြန်းလေသည် တခြားနိုင်ငံတွေကရောက်ဘူးသလားဟု သူကမေးပြန်သည်ကျွန်တော်ကရောက်ဘူးသောနိုင်ငံများကိုပြောပြသည်ထို့ပြင်ပြင်ပအကြောင်းအရာများကိုစကားဖြတ်ပြီးလင်အလုံးနှင့်ပတ်သက်သည့်ကိစ္စများကိုဆွေးနွေးကြပြန်သည် သူကမြန်မာပြည်မှလေယာဉ်အုပ်ချုပ်ခြင်းအကြောင်းများကိုမေးသည့်ဖြစ် ကျွန်တော်ကရှင်းလင်းပြောပြရသည်သူကလည်းဗြိတိရှ်ကိုလံဘီယာနေ၏မြေယာအုပ်ချုပ်ခြင်းအကြောင်းများကိုပြောပြပါသည်ဤသို့တနားရီခန့်စကားပြောကြပြီးနောက်သူ့မော်တော်ကားနှင့်ပင်ကျွန်တော်အားမျိုးနှင့်၄၅မိုင်ခန့်ဝေးသော တက္ကသိုလ်ရိပ်သားသို့လိုက်ပို့လေသည် ကုလသမဂ္ဂလေ့ကျင့်ရေးဌာန၏ရုံးငန်းတွင်သို့ဝင်သွားလျှင်ညွှန်ကြားရေးမှူးဒေါက်တာလက်ဘော့စကီနှင့်အုပ်ချုပ်ရေးအရာရှိမစ္စတာမက်ဂစ်တို့သည် ဝေးလံသောဒေသသို့ ခရီးထွက်ရာမှာပြန်လည်ရောက်ရှိလာသောဆွေမျိုးရင်းချာတဦးကဲ့သို့ကျွန်တော်အားဖက်လဲတခင် ခီးဥချိုပြုကြကုန်သည် လက်ရည်တို့စည်ရည်အတင်းရွေးမှုအမျိုးသမီးကလည်းကျွန်တော်တို့တွေကိုကြည့်ပြီးပြုံးရွှင်နေလေသည်သူသည်ကျွန်တော်တို့အတွက်ကော်ဖီဖြော်တတ်ရန်တက်စစ်အိုးဖြင့်ရင်းနှွေးတယ်လေသည်ကျွန်တော်ကမစ္စတာကနေဟန်အားဒေါက်တာလက်ပေါ်စကီမစ္စတာမက်ဂီတို့နှင့်မိတ်ဆက်ပေးပါသည်သူတို့သည် တမျိုးတည်းတွင်ရှိနေကြတော့လေတဦးကိုတဦးမတွေ့ဘူးကြသည် မကြမီကော်ဖီများရောက်လာရာ ကော်ဖီတောင်းရင်ကျွန်တော်ကသူတို့နှင့်ကွဲကွာသည့်သုံးပတ်တွင် အတွေ့အကြုံများကိုပြောပြရပါသည်ထို့နောက်ကျွန်တော်သွားရမည့်ခရီးစဉ်ကို အကြံအဖျင်းဆွေးနွေးကြပါသည် ခမရတိတ်ကံကောင်းလားအခုခမရသွားရမယ့်နေရာတွေကကျွန်တော်တို့တော့မရောက်ဘူးသေးဘူးဟိုလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်တရာလောက်တုန်းကခြွေတွေ့တဲ့နေရာတွေပါ ရွှေကိုအလူရက်တူးဖို့တွားလိုက်ကြတဲ့လူတွေမနေဘူးအဲ့ဒီတုန်းကအဲ့ဒီနေရာတွေမှာတိတ်စီတာပေါ့ဟုမစ္စတာမက်ကစ်ကပြောပြပါသည်အခုတော့ရောဟုကျွန်တော်ကမေးရအခုတော့ဟိုလုံးကတော့ဘယ်စီတော့မလဲဟုမက်ကစ်ကဖြေသည်ရွှေကောတွေ့နိုင်ပါသေးသလားဟုကျွန်တော်ကထမေးရရွှေတော့မရှိတော့ဘူးထင်တယ်ခမားအရင်ရောက်တဲ့လူတွေယူသွားလို့ကုန်ပြီဟုဆိုလိုက်ရအားလုံးဝိုင်း၍ရည်ကြလေသည် ဒီလိုဆိုဝမ်းနေစရာပေါ့ဗျာကျွန်တော်ကရွှေတွေထည့်ဖို့အေးကြီးတစ်လုံးတော့ချုပ်ထားပြီးပြီအပြန်ရွှေတွေထည့်ယူလိုက်ရမလားလို့ရွှေတော့ထည့်ခဲ့ရမှာမဟုတ်ဘူးကြောက်ခဲတွေပဲထည့်ခဲ့ပြီးတော့ဒေါက်တာလက်ဘော့စကီကပြောလိုက်ရာအားလုံးရီမောကြလေသည်မစ္စတာကန်နီဟန်သည်ကျွန်တော်အားသူ့အိမ်တွင်ညနေစာစားရန်ဖိတ်ကြားပြီးလင်ပြန်သွားလေသည်ကျွန်တော်ခရီးသွားလာရေးအတွက်ခရီးသွားကိုယ်စားလေတောမတ်စ်ကုန်းနှင့်စီစဉ်ရန်ဖြစ်လေသည်ကျွန်တော်အား ကုလသမဂ္ဂမှပညာသင်စုအတွက်တစ်လလင်425ဒေါ်လာချီးမြှင့်ထားသည်မြန်မာပြည်မှကနေဒါသို့အသွားပြန်စရိတ်ပြင်ကနေဒါနှင့်အမေရိကန်ပြည်တွင် လေးလာရေးခရီးထွက်ရာတွင်ကုန်ကြသည့်ခီးစိတ်များကိုလည်းကြာခံသည်ထိုစဉ်ကယခုလငွေဖောင်းပွားခြင်းမရှိသေး၍ဖော်ဖော်တည်တည်သုံးနိုင်လေသည်တောမတ်စ်ကုတ်ယုံတွင်ခီးစဉ်ကိုပြောပြကာမိရထားလက်မှတ်များ အစင်းသည့်ပြုလုပ်ထားရန်မှာကြပြီးနောက် မစ္စတာမက်ကင်နှင့်အတူပင်ချိုစားတောက်ဆိုင်တွင်ဝင်၍နေလည်စားစားကြသည် ထိုဆိုင်မှာမက္ကစီကန်စားတောက်ဆိုင်ဖြစ်သည့်ဖြင့်ဟင်းများမှာအပူဆက်တွေများလာသည်ကျွန်တော်အဖို့ကရင်မတွေ့လာတော့လဲမစ္စတာမက်ကင်မှာမူကောင်းသည်ဟုဆိုကာတရှူးရှူးတချဲချဲနှင့်စားလေရှိသည်ထိုမှတဆင်ကျွန်တော်အားမစ္စတာကန်နီဟန်ဤရုံးတွင် ပို့ထားခဲ့ပြီလင်မစ္စတာမက်ကင်သည်ပြန်သွားလေသည်မစ္စတာကန်နီဟန်သည် ကျွန်တော်အား ူ့အိမ်သို့ခေါ်သွားပါသည် သူ့အိမ်မှာမြို့စွန်ရှိအေဂျင်တာယာသောရက်ွက်တွင်ရှိသည် မကြသေးမီကတိုးချဲ့ကအကွက်ရိုက်ချပေးသည်ကွက်တစ်များဖြစ်ဟန်တူသည်ကွက်တစ်ဆိုတော့လေဗယံမရာဆောက်ကျင်သလိုဆောက်ထားသည်အဆောင်များကိုမတွေ့ရပါ သူ့အကွက်နှင့်သူတက်တက်ရရဆောက်လုထားကြသည်တထက်တိုက်ကလေးများသာများပါသည် အချို့မြေကွက်များတွင်ကအဆောင်များမဆောက်ရသည်တပင်ပန်းမှန်များအနေငယ်သာ စိုက်ပျိုးထားကြသည် အချို့အကွက်တွင်မူပနက်ရိုက်ပြီးဖြစ်၍အုတ်ခိုများစတတ်နေပါပြီမစ္စတာကန်နီဟန်၏အိမ်မှာအသည့်ကလေးဖြစ်သည် အိမ်ပေါင်းဝမှဇနီးတဲ့သည်စီးချူနေလင့်သည် ကျွန်တော်နှင့်မိတ်ဆက်ပေးသောအခါကျမ်းမာပါစေဟုမေးရင်အိမ်တွင်းသို့ဖိတ်မှန်ကပြုသည်ငါးနှစ်အရွယ်သားငယ်နှင့် သုံးနှစ်ခန့်သမီးငယ်မှနောက်ဘက်ခြံထဲတွင်ကစားနေရာမှကျွန်တော်တို့ရောက်လာသည်ကိုသိသောအခါပြေးထွက်လာကြသည်သူတို့သည် ကျွန်တော်ကိုခြေစုံကောင်းဆုံးကြည်နေကြသည်ဘလို့မှစိတ်မရှိပါနဲ့နော်သူတို့ကလေးတွေကနိုင်ငံသားစားကိုတခါမှမမြင်ဘူးတော့အထူးဆန်းဖြစ်နေတယ်ဟုမိခင်လို့သူက အာနာပြီးတောင်းပန်လေသည်နောက်ဘက်ခြံထဲတွင်လိမ္မော်ရီတောင်းရင် ထွေရလေးပါစကားပြောနေကြပါသည်ညနေဆောင်တော့ခြံထဲမှာပင်မိသွေးနှင့်မိဖို့ကညနေစာအတွက်အင်ရှင်မကချက်ပြုတ်ကြောလောကကျွေးမွေးဧကံပါသည်ခမရအမဲသားစားပါတယ်နော်ဟုတ် မစ္စတာကနေဟန်ကမေးပါသည်။စားပါလေ။ဟုကျွန်တော်ကဖြေသည်။ခမည်းတော်ဘက်ကတချို့အမဲသားမစားဘူးလို့သိရတယ်။ဘာဖြစ်လို့လဲ။ဘာသာရေးကြောင့်လား။ကျွန်တော်တို့တိုင်းပြည်မှာလည်းအမဲသားမစားတဲ့လူတွေအများကြီးရှိပါတယ်။ဘာသာရေးရတားမြစ်ချက်ကြောင့်တော့မဟုတ်ပါဘူး။ကျွန်တော်တို့တိုင်းပြည်မှာလူများစုဟာတောင်သူလေသမားတွေဖြစ်တယ်။တောင်သူလေသမားတွေဟာထွန်ရဲစိုက်ပျိုးတာကအစရိတ်သိမ်းတိုက်ယူနေဖက်ပြီးစိုင်သွားရောင်းတဲ့အထိ ကျဲနွားကိုပဲအာကိုပြီးလောက်ကြရတယ်။သူတို့မပိုင်မပြီးဘူး။အဲဒီတော့ကျဲနွားကိုကျေးဇူးရှင်ရဲ့လို့သဘောထားကြပြီးမစားကြဘူး။ဟုတ်ကျွန်တော်ကရှင်းပြပါသည်။လေယာဆိုင်ပြိုးရင်မယ်ကျဲနွားဟာတိတ်အတုံးဝင်နေတာကိုစက္ကရိယာတွေတိတ်မတုံးကြသေးဘူးထင်တယ်။မတုံးကြသေးပါဘူး။ကျွန်တော်တို့စီကရာသီဥရုနဲ့မြည်နေထားကလည်းထွန်ဆက်သုံးလို့တိတ်မလွယ်ဘူး။ဒါပေမဲ့တပြေးပြေးတော့ဆမ်းပြီးသုံးနေကြပါပြီ။ကျွန်တော်တို့စီမှာတော့နွားကို နို့တောက်ဖို့နဲ့ အသားစားဖို့ပဲမွေးတာပဲဒါကြောင့်မို့ကျွန်တော်ဟာမြန်မာပြည်မှာ အမဲသားမစားပေမဲ့ဒီတိုင်းပြည်မှာတော့အမဲသားစားမှာပဲဘာဖြစ်လို့လဲအမဲသားကိုစီပူထိုးနေတော့ဇနီးကလမ်းမေးလိုက်သည်ဒီကနွားကကျွန်တော်တို့မြန်မာပြည်ကနွားလို့လဲမထုံဘူးလဲသမားလဲလုတ်တဲ့နေရာမှာဘာအကူအညီမှလည်းမပေးဘူးဟုပြောလိုက်ရာဇနီးမောင်နှံနှစ်ဦးတဝါးဝါးနဲ့ရေးကြလေသည်ညနေစာစားပြီးတော့စတင်လေဥယျင်တို့ သွားကြရန်စီစဉ်ထားလေသည်ခလေးနှစ်ယောက်ကိုမခေါ်ခဲ့ပဲအိမ်မှာပင်ဘေဘီစစ်တာခေါ်ခလေးထိန်းနေထားခဲ့မိဖြစ်သည်ခလေးထိန်းဖြင့်ဆောင်ရွက်ရမည်သူမှာ အသက်16နှစ်ခန့်ရှိကျောင်းသူကလေးတဦးဖြစ်သည်ဒီအလုပ်ကိုတက်တက်လှုပ်ရှားတဲ့လူတွေရှိသလားဟုကျွန်တော်ကမေးပါသည်တက်တက်လှုပ်ရှားတဲ့လူရဲ့လို့တော့မရှိပါဘူးဒါပေမဲ့ကျောင်းသူကလေးတွေကမဟုတ်ဘူးပဲဖို့ရအောင်ဆိုပြီးအားတဲ့ခါလှုပ်ကြတယ်လူတန်းကိုလည်းမငှားရဲဘူး တချို့ကခလေးကြည့်တာမဟုတ်ပဲကြီးစားနဲ့ချင်းတွေးလို့တွေ့တချို့ကလည်းခလေးကိုလုံးလုံးဂယုမဆိုင်ပဲထိုင်ယုံထိုင်နေတာပဲဟုအင်ရှင်မကရှင်းပြပါသည်အေးလေခေါ်လာကိုကဘေဘီစစ်တာဆိုတော့စစ်နေမှာပေါ့ကြီးစားနဲ့ချင်းတွေးမနေတော်သေးတာပဲဟုကျွန်တော်ကပြောလိုက်ရာ အင်ရှင်မကရှင်ဟာတော်တော်ကတိကတန်အတိတ်ပဲကောက်ထက်တဲ့လူပဲဟုရော့ဆိုနေစဉ်ကားပေါ်သို့တက်ကထွက်ခွာလာကြသည် မကြမီမြို့စုံရှိဧကတထောင်ခန့်ကျဲဝန်းသည်စတင်းလီဥယျံသို့ရောက်ရှိလာကြပါသည်ကျွန်တော်ရောက်စကဒေါက်တာလက်ဘော့စကီနှင့်တူတစ်ခေါက်ရောက်ဖူးပါသည် သို့သောနှမ်းဆက်အောင်မကြည့်ခဲ့ရတောင်ကုန်းရိတ်တာရှုံမြောင်တို့တွင်ထင်းရှူးပင်တွေအုပ်ဆိုင်နေသောဥယျံကြီးသည်ရောက်လာသူတို့၏စိတ်ကိုကြည်နူးရွှင်လန်းစေပါသည်တောင်ကုန်းထိပ်မှရက်ကြည့်လင်ဗင်ကူဘာမျိုးနှင့်တကွာလှပတ်သောပဝင်းကျင်နှင့်ရေလက်ကြားတွင် ကူးလူသွားလာနေကြသော ရေရင်ကြီးငယ်များကို တွေ့မြင်ရလေသည် တောင်ကုန်းနေရက်နှင့်မြေပြက်ပြက်ကွက်လက်များတွင်ကပန်းမျိုးစုံတို့သည်အဖူးပွင့်တွင်နှင့်ဝေစာနေသည်တချို့သောကုန်းမြင့်မြင့်တွင်က Red Indian ခေါ်လူရိုင်းနီများ၏အထိမ်းမတ်တိုင်ရှိကြီးများကို မြင်မစွာစိုက်ထူထားကြသည် ကျွန်တော်တို့စီကအချို့သောပြည်နယ်များရှိမနောတိုင်ကြီးများနှင့်ဆင်းသည်ပန်းဥယျာဉ်အတွင်းဝယ်ဇနီးသားသမီးများကိုပါခေါ်ဆောင်လျက် စုယုံက လန်းတလာရင် အပန်းဖြေနေကြသူအများကိုတွေ့ရသည် အချို့ငယ်ရွယ်သူများမှာကဒွိယံဆုံဖက် လေချင်းရှိ၍ချစ်တင်းစုံနေကြသည် ကန်နေဟန်ဇနီးမောင်နှံနှင့်ကျွန်တော်လည်းဥယျံထဲတွင် ဟိုမဒီမလန်းတလာရင် ထွေရလေးပါစကားပြောလျက်ရှိသည်ပွဲစချိန်မှပွဲခင်းတဲ့သူဝင်လာကြပါသည်ပွဲစဉ်ကိုထင်းရှုပင်တို့အကြဝဲဆောက်လုပ်ထားသည်ပရိတ်သတ်900ခန်းဆန့်သည့်ပွဲခင်းသည် ပြည့်သွားပါသည် အမိုးမပါလဟာပြင်ဖြစ်နေသောကြောင့်မောင်စပြိုးလင်းအေးလာပါတော့သည်ပြဇက်မှာဩကလာဟိုမာပြည်နယ်ရှိ တောင်သူလယ်သမားတို့၏ဘဝကိုတရုတ်ဖော်သည့်ဇလံဖြစ်သည်တချင်းဂီတာချစ်ခန်းတိုက်ခန်းလွမ်းကန်တို့ဖြင့်စိတ်ဝင်စားဝယ်ကောင်းလာပါသည်ညစ်၁၀နာရီခန့်တွင်ပြဇက်ပြီးဆုံးသွားရာကျွန်ုပ်အားအတင်းတိုက်သို့ပြန်ပို့ကြပါသည် နောက်တစ်နေ့နနက်စောစောတွင် မစ္စတာကန်နီယန်နှင့်ကျွန်တော်သည်ရေလက်ကြားစိတ်ကန်းသို့ဆင်းလာကြသည်စိတ်ကန်းတစ်ခုလုံးပဲကြိတ်မော်တော်တွင်နှင့်ပြည့်နေပါသည်ကျွန်တော်အဖို့တင်းငယ်လာသောမော်တော်ကလေးဖြင့်ရေပြင်ကျဲကြီးအတွင်းသို့ထွက်ရမှတွေး၍ခက်ရွံ့ရွံ့ဖြစ်နေပါသည်ဓာတ်စီများထိ၍ပဲကြိတ်တက်ပြီးသောအခါရေစင်းတရားမှမော်တော်ထဲသို့ဆင်းလာကြသည်မစိုးရိမ်ပါနဲ့ကြောက်စရာမရှိပါဘူးဒါပေမဲ့လိုလိုမမဲဒါကိုတော့ခေါင်းဆွတာဟုတ်မစ္စတာကန်နီဟန်က ြောပါသည်သူသည်ကျွန်တော်အားဘောခွင်းပြော့ကိုလဲပင်တိုင်းချီထားရန်လှမ်းပေးပါသည်ရှုပ်ထွေးနေသောမော်တော်ကလေးတွေကြားမှတက်နှစ်အသားလော်ရင်ထွက်လာကြသည် အတန်ရှင်းသောနေရာသို့ရောက်သောအခါစက်ကိုနှိုးလိုက်ရာမော်တော်ပဲ့ရိပ်သည်ရေပေါ်တွင်တဖုံးဖုံးမြည်၍ဆောင်းငါထွက်သွားပါတော့သည်ထွက်ဆတွင်မြန်လဲမြန်လူးလဲလူးနေသည်ဖြင့်တထိတ်ထိတ်နှင့်လေနံနှစ်ဖက်ကိုကင်ထားရပါသည်အတန်ကြာသော မြည်သူများတုံလို့ခြင်းမရှိတော့ပဲရဲတင်းလာကနယံကိုကင်ထားသည့်လက်နက်ဖက်ကိုလွှတ်လိုက်ပါသည်ပဲကြည့်ရေရင်သည်ရေပေါ်တွင်ရှိပ်၍ပြေးနေလေသည် လေဦးတွင် ရေတို့သည် ဖြာ၍ဖြာ၍တက်လာလေသည်ပဝန်းကျင်ရှုခင်းသည်လည်းတရိပ်ရိပ်နှင့် နောက်တွင်ကြံရက်လေသည် ကျွန်တော်သည်အင်းလေးကန်တဲ့ဆက်လေးဖြစ်ခရီးသွားခဲ့သည်ကိုတတိယနေသည် ရှုခင်းတွင်လည်းတာယာလှသည် အချို့နေရာများတွင်သာတစ်ဖောင်တွင်နှင့်ပြည့်နေသည် အချို့ကန်းဆက်များတွင်ကလှပသောအင်ငယ်ကလေးများကိုတွေ့ရသည်ထင်းရှုပင်တွင်နှင့်အုတ်ဆိုင်တွင်သည့်ကျုံးကလေးများသည် အနံပြားဟိုတချို့ဒီတချို့ပြန်ကျဲနေသည်ကျုံးတစ်ကျုံးသို့ရောက်သောပဲကြိတ်ဆက်လေးကိုစိုက်ကပ်ပြီးလင်စားတောက်ဆိုင်တစ်ခုသို့ဝင်၍နေလေစားစားကြသည်စားရင်တောင်းရင်ပင်မစ္စတာကနေဟန်ကမြေကျောင်းတစ်ချောင်းဖောင်များချလာသည့်အကြောင်းတက်ဖောင်များကိုအီနီယာများတွင် ြည်သည့်စီကံပြေထားဝင်ပြုကြောင်းအခွန်ဝေမြည်တို့ကောက်ကြောင်းစသည်များကိုရှင်းလင်းပြောကြားပြလေသည်ကျွန်တော်ကလည်းမြန်မာနိုင်ငံ၏တစ်ဖောင်လုပ်ငန်းကိုပြောပြသည်ဒို့မတဖန်ပဲကြီးဆက်လေအတွင်းသို့ဆင်းကာဆက်လက်ထွက်ခွာလာပြီးကြောင်းကြသောနေရာများရှိတစ္ဆက်များပါမကြမ်းလှဲ့လေကြီးရှုကြပြီးညနေဆောင်မှ ပြန်လာကြပါသည်ခမားအထက်ပိုင်းခရီးသွားရာကပြန်ရင်တွေ့ကြသေးတာပေါ့ဟုတ်မစ္စတာကန်နီဟန်ကနှုတ်ဆက်ရင်ပြောသည် ခမည်းဖို့တော့ပြောစရာကြီးပါပဲအထက်ပိုင်းတက်သွားရင်မျိုးတိုင်းမှာရှိတဲ့ကျွန်တော်တို့ဌာနကအရာရှိတွေကလည်းဂယုစိုက်ကြပါလိမ့်မယ်အတင်းတိုက်သူရောက်ပြီးမော်တော်ကားပေါ်မှာကျွန်တော်ဆင်းတော့ခါမစ္စတာကနေဟန်က ကျွန်တော်၏ခရီးစဉ်ကိုကြီးညွှန်း၍ပြောဆိုလိုက်လေသည် အခန်းနှင့်1959ခုဩဂုတ်လ၂ရက်နေ့ဗင်ကူးဘားဘူရာမှမြည့်ရထားသည်နနက်9နာရီခွဲတွင်ထွက်ခွာလာသည်မြို့ကိုကျော်လွန်သည်နှင့်တောတောင်စိမ်းစမ်းများနှင့် တာယာလှပသောရှုမျောခင်းများကိုဖြတ်တန်းခုံမောင်းလာသည်ခလန်းလန်းရှိမတ်ဆောက်သောတောင်ကြီးများပေါ်မှရေတံခွန်များစီးကျနေသည်ကို တွေ့ရ၏ယထာကောင်းတွဲကလည်းတည်တည် လူစည်းတွဲများလည်းမကျေလားယထာလန်းချင်းချင်းပေါ်တွင်ယထာငယ်ကလေးသည်တောင်ကပယံကိုပက်ကွေလျက်ခမ်းမမ်းမှခုံမောင်းလာသည်ဥမင်တွင် ဝင်လာရသည်များလည်းရှိသည်တွဲပေါ်တွင်က ခရီးသည်တွေအပြည့်နနက်စာနေလေစာများကို တွဲများပေါ်တွင် စားတော့ရသည် ကျွန်တော်သွားရောက်မီရင်ကျော်မြို့မှာလူငယ်တဦးနှင့်တွဲပေါ်တွင်တွေ့ပြီးတလန်လုံးစကားလက်ဆုံးကြလာကြသည်ည10နာရီကျော်တွင်မှပရင်ကျော်သို့ရောက်ချီလေသည်ဘူရာငယ်ကလေးဖြစ်၍အစင်းခရီးသည်များများမရှိလက်ဆွဲအိတ်ကိုဆွဲကာတွဲပေါ်မှဆင်းလာတော့ကျွန်တော်အားလာရောက်ကြိုးဆိုသူ မစ္စတာစနိုက်ဒါသည်မြန်မာပြည်မှ မစ္စတာတယ်မဟုတ်လားဟုဆိုကာစီးကြိုနှုတ်ဆက်သည် ထိုနေ့ညသူစီစဉ်ထားသည့်အတိုင်းပရင်ဂျော့ဟိုတယ်တွင်တဲခိုရလေသည် မစ္စတာစနိုက်ဒါသည်နောက်တနေ့နနက်တွင်ကျွန်ုပ်အားလာရောက်ခေါ်ခင်ကမြေယာအုပ်ချုပ်ရေးနှင့်ပတ်သက်သည့်ပုံကူများနှင့်တွေ့ဆုံစေသည်သူတို့တွင်နှင့်ဆွေးနွေးလေ့လာစရာရှိသည့်များကိုလေ့လာ၍ထွက်ခွာလာရတွင်ကွင်းထဲမှ မစ္စတာဂေမိုးဆိုသူမြေယာရှိနှင့်ချိန်ဆထားသည့်အချိန်လမ်းကူးလက်တွင် ကော်ဖီဆိုင်တစ်ဆိုင်၌တွေ့ဆုံကြလေသည် ကျွန်တော်တို့သုံးဦးဒီစာရင်တောင်းရင်မစ္စတာစနိုက်ဒါကမစ္စတာဂေးမိုအားကျွန်တော်ကိုလွှဲအပ်ပေးလေသည်ကျွန်တော်ဒီမစ္စတာဂေးမိုဤလန်ရိုဘာကားနှင့်လိုက်ပါလာခဲ့သည်တလန်လုံးမိုးတဖြောင်ဖြောင်ရွာတော်လျက်ရှိသည်ညနေ3နာရီခန့်တွင်ကွင်းထဲသို့ရောက်ရှိပြီး Golfie Hotel တွင်တည်ခိုရသည် မစ္စတာဂေးမိုသည် ကျွန်တော်အားသူ့အိမ်တွင်ဖိတ်ခေါ်၍ညနေစာဖြင့်ကြွေမွေးအပ်ခံသည် သူဤဇနီးမှာ ယိရိရှအမျိုးသမီးဖြစ်၍သူနာပြုဆရာမဖြစ်သည်သူတို့တွင်9နှစ်နှင့်3နှစ်အရွယ်ကလေးနှစ်ယောက်ရှိလေသည်ကျွန်တော်သည်သူတို့မိသားစုနှင့်စကားကောင်းနေရာည7နာရီထိုးမှဟိုတယ်သို့ပြန်လည်ရောက်ရှိလေသည် နောက်တစ်နေ့နနက်တွင် မနီမဝေးရှိသော မြေမင်းကြီးယုံသို့လမ်းလျှောက်၍ပင် ထွက်ခွာလာခဲ့သည် ထိုယုံတွင် တွေးဆောင်သည်များကိုတွေးဆောင်ပြီးဆွေးနွေးစရာရှိသည်များကိုဆွေးနွေးမှတ်သား၍ မစ္စတာဂေမိုဤအိမ်တို့ပင် လိုက်ပါလာပြီးနေလဇာစားတောင်းလေသည် နေလဇာစားပြီးသည်နှင့်မစ္စတာဂေမိုနှင့်အတူ ပဝင်းကျင်ရှိတစ္ဆတ်များလောက်ကင်ပုံတစ်တော်များထိန်းသိမ်းဆောင်ရှောက်ပုံစားသည့်များကို လေ့လာပါသည် ထိုဒေသကိုဖရေဇာမြင့်ဖြတ်တန်းစည်းစင်းလျက်ရှိရာ ရှုကင်းသည်အလွန်လှပတင့်တယ်လေသည်တညနာနေပြီးနံနက်ပိုင်းတွင်ရုံးသူတွားရောက်ကသက်ဆိုင်ရာရရှိများကိုနှုတ်ဆက်၍ မစ္စတာဂေမိုး၏ကားနှင့်ပင်ထွက်ခွာလာသည်လမ်းခုလက်တွင် ဝီလျံလိတ်မျိုးမှရေယာရှိဖြစ်သူမစ္စတာအစလာလာရောက်ကြိုဆိုနေသည်ကို တွေ့ရသည်မစ္စတာအစလာသည် သူ၏ဇနီးနှင့်ခြောက်နှင့်အရွယ်သားကလေးကိုပါခေါ်ဆောင်လာရာ ကျွန်တော်တို့သည် တလန်လုံးစကားကောင်းလာကြလေသည်ယူကင်းတာရသောနေရာများနှင့်တမိုင်းရာထင်ရှားသောနေရာများကိုဓာတ်ပုံရိုက်ကြလေသည်ကျွန်တော်တို့မော်တော်ကားသည် ဆိုရာချောင်းဘေးမှာမောင်းနေလာပြီးညနေဆောင်တွင်ဝီလျံလက်မျိုးတို့ရောက်ရှိလာလေသည် ထိုနေ့ညနေစာကိုမစ္စတာအက်စလိုက်အိမ်တွင်စားတောက်ရလေသည်အိမ်သူအိမ်သားများနှင့်စကားကောင်းနေရာအတော်ညစ်နက်မှတဲခူရဟိုတယ်သို့ပြန်ရောက်ရှိသည်ထိုမျိုးတွင်မြေယာရှိနှစ်ဦးရှိလေသည်နက်နက်စောစောတွင်မြေယာရှိတဦးဖြစ်သူမစ္စတာဂျော့နှင့်တူပဝင်းကျင်ရှိ လေလာစရာရှိသည်များကို လေလာရင်း ရေကမ်းပြီးရှိချင်မနီလောက်စားတောက်ဆိုင်တွင် နေလေစာဝင်ရောက်စားတောက်ကြသည်မစ္စတာဂျော့သည် ဆိုဘီယက်ရုရှားနိုင်ငံယူကရိန်းဆက်သွယ်ဖြစ်ပြီးစားပေဝါဒနာပါသူတဦးဖြစ်သည် ကျွန်တော်ဆိုဘီယက်ရုရှားသို့ရောက်ဘူးသည့်အကြောင်းပြောပြသောအခါသူသည် အလွန်စိတ်ဝင်စားပြီးမိဂွန်ပေါင်းစုံကိုမေးမြန်းလေသည်ယူကရိန်းမှသူ့ဘိုးဘွားများသည်ကနေဒါနိုင်ငံသို့ရောက်ရှိလာကြသည်ဟုဆိုသည်သူ့အဖို့ဆိုဘီယက်ရုရှားကို တစ်ခါတစ်ခေါက်မျှမရောက်ဘူးသောကြောင့်တွားရောက်ကြည့်ရှုလိုသောဆန္ဒပြင်းပြလျက်ရှိသည်။နောက်တစ်နေ့နံနက်တွင် မစ္စတာဂျော့ဇနီးမောင်နှံနှင့်အတူ ခရီးထွက်ကြသည်။သူတို့၏တစ်နှစ်အရွယ်ကလေးငယ်ကိုပါခေါ်လာလေသည်။နေ့လယ်စာကို လမ်းဘေးရှိ အရေးကောင်းသောတစ်ပင်ကြီးအောက်တွင်ပျော်ဝဲစားထွက်လာသလိုစားတောက်ကြသည်။ညနေဆောင်တွင်နွားချန်ကြီးတစ်ချမ်းသို့ရောက်ရှိလာသည်။ကျွန်တော်တို့သည်တက်လုံးများဖြင့်တည်ဆောက်ထားသော အိမ်ငယ်များတွင်သူတို့မိသားစုကတအိမ်ကျွန်တော်ကတအိမ်ခွဲ၍တဲကြသည်ညနေစာစားတောက်ပြီးသောအခါသူတို့ဇနီးမောင်နှံနှင့်ကျွန်တော်သည်အတော်ညင်းတဲ့သည့်အထိစကားပြောနေကြသည် ပြောကြသောစကားများလည်းစုံလို့ပင်ဘာသာရေးတိုင်းရေးပြည်ရေးလွတ်လပ်ရေးတိုက်ပွဲကြောင့်မိသားစုကြောင့်စာပေကြောင့်စသည်များပါဝင်လေသည် နနက်9နာရီခန့်တွင်နနက်စာစားပြီးတဲခိုက စားတောက်ခါများကို အတွက်ကြမိမိတို့ဘာသာ ပေးချေကြ၍ထွက်ခွာလာကြရာ၄နာရီခန့်တွင်သူတို့အိမ်သို့ပြန်လည်ရောက်ရှိလာကြသည်သူတို့အိမ်ကလေးမှာမြေအပြင်ဘက်ထင်းရှူးပင်တွင် အုတ်ဆိုင်လျက်ရှိသောတောအုပ်ကလေးအလေတွင် ရှိလေသည် ကျွန်တော်ကဘာဖြစ်လို့မျိုးတဲမနေဘဲနှင့်တောထဲလာနေသလဲဟုမေးရာဇနီးမောင်နှံနှစ်ယောက်စလုံးကပင် လူတွေနှင့်နီနီတိတ်မနေခြင်းမူဟုပြောဆိုလေသည်ညနေစာကို တို့အိမ်မှာပင် စားတော့ရလေသည် ကျွန်တော်သည်နောက်တနေ့နနက်တွင် ခရီးဆက်ထွက်တော်မူဖြစ်၍သူတို့ဇနီးမောင်နှင့်အားနှုတ်ဆက်ကာဟိုတယ်သို့ခဆဆောပြန်လာခဲ့လေသည်နနက်တွင် မစ္စတာအစလာဤကားနှင့်ထွက်ခွာလာခဲ့ရာမြို့ထဲမှလူများ အပန်းဖြေရင်းညအိမ်ညနေခိတခဏခရီးထွက်နေထိုင်လေးရှိကြသည်နေရာများကိုဝင်ရောက်ကြည့်ရှုကြလေသည်ကျွန်တော်တို့ဝင်ရောက်ကြည့်ရှုကြသည့်နေရာသည် တစ်ပင်များအုပ်ဆန်း၍မြစ်ကမ်းဘေးတွင်တည်ရှိသောကြောင့်တာယာလှပလာသည်တဲထိုးရန်နေရာချက်ပြုတ်စားတောက်ရန်နေရာထိုင်ကုန်နှင့်ဇပွဲချံစသည်များအစင်သင့်ရှိလေသည်ရေကူးသူကူငားများသူများနှင့်ပျော်စရာကောင်းလာသည် အချို့ကရွက်ထည်တဲများထိုး၍နေတတ်ကြသည် အချို့ကအိယာနေရာချက်ပြုတ်စရာပါဝင်သည့်အတွက် နောက်တွဲထရီလာများကိုဆွဲ၍ယူဆောင်လာတတ်ကြသည် မိုးတပြောင်ပြောင်ရွာနေသည့်ကြားကပင် လူအများသည်တလုံးလုံးတရွရွာဖြစ်နေကြသည်လမ်းခုလက်တွင် မစ္စတာဝဲဆင်က လာရောက်ကြိုဆိုနေသည်မစ္စတာအစလာကိုနှုတ်ဆက်ပြီးမစ္စတာဝဲဆင်၏ကားနှင့်ထွက်ခွာလာရာဘူနာပတ်မြစ်ကိုရောက်ရှိ၍နာနာဘာဝမြို့ကို ဝင်ရောက်ကြည့်ရှုကြသည် ထိုမြို့မှာရှေးရခင်ကရွှေရှားသူများနှင့်စီကားခဲ့သောမြို့ဖြစ်သည် ထိုစဉ်အခါကမူ ရွှေထွက်ရာဒေသဖြစ်သည့်အလျောက်လူအများသည် ထိုနေရာသို့ရွှေရှာရန်စုပြုံရောက်ရှိလာကြသည်။ယခုတော့မြို့မှာပျက်စီးယိုယွင်း၍၆တွေ့လျက်ရှိပေသည်။အဆောက်အုံများ ဟောင်းနှွမ်းရိမ့်ရိုင်နေလေပြီ။မြေကမ်းဘေးမှာမူရှေးခါကအသုံးပြုသောနောက်ခိုးဆက်ဖြင့်မောင်းသည့်တင်မောင်းဟောင်းတစင်းကတ်ထားသည်ကို တွေ့ရသည်။ဆက်လက်ထွက်ခွာလာရာ မြင်းနှစ်ခုစုံစင်းရာ ကင်မလုစ်တို့ညနေဆောင်တွင်ရောက်ရှိပြီးပလာဇာဟိုတယ်တွင် တဲခိုနေရသည်။လက်နက်စောစောတွင်မစ္စတာဝက်စင်နှင့်တူမြေဘက်ဆိုင်ရာရရှိများနှင့်တွေ့ဆုံပြီးနောက်ရုံးလုပ်ငန်းများနှင့်ပတ်ဝန်းကျင်ရှိလေလာစရာရှိသည့်များကိုလေ့လာသည်။နောက်တနေ့တွင်မူမစ္စတာဝက်စင်နှင့်ပင်အစိုးရစမ်းသပ်စိုက်ပျိုးရေးခြံကိုတွားရောက်လေ့လာကြသည်။ထိုမှတဆင့်ခရီးဆက်ကြရာလီလိုဝစ်တွင်နေလည်စာစားပြီးပရောဇာမြေကမ်းတစ်လျှောက်မောင်းနှင်လာ၍ဆွေလူမျိုးများတီထောင်ထားသည့်စိုက်ပျိုးရေးနှင့် ဝင်းမြူရီချမ်းကြီးကိုတွားရောက်ကြည့်ရှုကြသည် ထိုချမ်းတွင်နိုစာနွားအသားစာနွားများကို အများပြားမွေးမြူသည့်ပြင် နွားစာအတွက်အယ်ဖာဖာခေါ်အပင်များကိုလည်းအများပြားစိုက်ပျိုးသည်စိုက်ပျိုးပင်များကို အလိုလိုဖျားထွက်သောပျော်တန်းရေပန်းဖြင့်ရေလောင်းပေးသည်ဤနည်းသည် ရေကုံတက်တာသည်ဟုဆိုသည် နောက်နှစ်ရက်တွင်မူပဝန်းကျင်တဝိုက်ရှိ လေးလာစရာရှိသည်များကိုမစ္စတာဝဲဆင်နှင့်တူလေ့လာသည် ထို့နောက်၃ရက်မြောက်သောနေ့တွင်မစ္စတာဝဲဆင်နှင့်အတူရှူစွတ်ကံပေးရှိပျော်ဝဲစားထွက်ရာစခန်းသို့ဝင်ရောက်ကြည့်ရှုပြီးဆက်လက်ထွက်ခွာလာရာတောမြို့ကလေးတစ်ခုသို့နေလေတွင်ရောက်ရှိသည်ထိုနေရာတွင်မစ္စတာပေါ်ဆင်ဆိုသူမြေယာရှိက လာရောက်ကြိုဆိုနေသည်ကျွန်တော်တို့ဆက်လက်ထွက်ခွာလာရာအိုကီနေကွန်သို့ညနေ9နာရီတွင် ရောက်ရှိ၍ဟိုတယ်ငယ်တစ်ခုတွင်တည်ခိုလေသည်နောက်တနေ့တွင် မစ္စတာပေါ်ဆင်နှင့်တူ မြေယာပြုပြင်ရေးဌာနမြေစီမြေနှင့်လေလာထိန်းသိမ်းရေးဌာနစသည်များကိုတွားရောက်လေလာပြီးနောက်တည်သီးချံကြီးများကိုလည်းတွားရောက်လေလာသည်ထို့ပြင်ရေပိုင်ဆိုင်ခွင့်ဌာနတို့လည်းတွားရောက်လေလာရသည်သည် ရေကို မြေကဲ့သို့အစိုးရကပိုင်သည် ရေသုံးသူများထံမှ သူ့အတိုင်းအတာနှင့်သူ ရေကွန်ကောက်သည်နောက်နေ့များတွင်တက်လုံးများထားသူရာနေရာတိစိတ်တိခွဲဆက်များအထက်သားဆက်များတွင် လောက်ကင်နေကြပုံစသည်များကို ကြည့်ရှုလေ့လာသည်ထိုမျိုးမှ မြို့တော်ဝန်နှင့်လည်းတွားရောက်တွေ့ဆုံပြီးဆွေးနွေးစရာရှိသည်များကိုဆွေးနွေးကြသည်22ရက်ရှစ်လ59နေ့တွင်ကလိုနာမှဘတ်စကားကြီးဖြင့်ထွက်ခွာလာရာတောင်ကပယံကိုပတ်၍စိန်လန်းဆူပြေသောတစ်တော်ကြီးများကိုဖျက်ကျော်မောင်းနှင်လာသောကြောင့်လှပသော ရှုခင်းများကို တွေ့မြင်ရသည်ဘတ်စကားသည် တနေရာတွင်ရက်၍ဆိုင်ငယ်တစ်ခုတွင်ခရီးသည်များ နေလင်စာစားသုံးကြလေသည်ဆက်လက်မောင်းနေလာရာည9နာရီခွဲတွင်ဗင်ကူးဘသို့ရောက်ရှိလေသည်ကျွန်တော်သည်ရခင်တဲခုနေသော ခရီးရန်လူငယ်များအတင်းတိုက်တွင်တဲခုပါသည် နာဆင်ပေးသူ အားလုံးကိုကျေးဇူးတူးပဲတင်ရှိပါရဲ့ရှင်